ဟယ်လိုမင်္ဂလာပါရှင်ကျွန်မမနေ့ကစိတ်ဖီစီးမှုကိုစီမံခံခွဲတဲ့ fire အကြောင်းကိုဆွေးနွေးသွားပါတယ်အဲ့ဒါနဲ့အတူတူပဲခဏကျွန်မဆက်လက်ဆွေးနွေးမှာကတော့ကျွန်မတို့ပြုစုဆောင်ရှားတဲ့သူတွေအုတ်ထင်းသူတွေမိဘတွေဆရာသမားတွေရာပေါ့နော်ဆောင်ရွက်ရမယ့်အကြောင်းအရာလေးတွေပါဒါလေးကိုဆက်လက်ဆွေးနွေးသွားမှာပါအကြောင်းအရာ12ခုရှိပါတယ်အဲ့ဒီမှာကိုယ်သူတို့ကိုဒီလိုမျိုးစိတ်ဖီစီးမှုတွေကိုစီမံခံခွဲဖို့အတွက် အဲ့ဒါကဒီစီမံခန့်ခွဲရင်းနဲ့အတူတူကျွန်တော်တို့ resilience ဆိုတဲ့ကျန်းကျန်းခံနိုင်မှုစွမ်းရည်တွေဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အထောက်အကူပြုတဲ့စနစ်ကိုရှာဖွေပေးရမယ်တဲ့တူတယောက်ချင်းစီမှာပေါ့နော်တဲဦးချင်းစီမှာမိမိတို့ရဲ့အခြေအနေပေါ့ temperament နေ personality တွေဓာတ်တွေပေါ်မှာမူတည်ပြီးတော့ပေါ့နော်ပင် ကိုယ်စရိုက်လက္ခဏာတွေကိုယ်ဤကိုယ်သေးတွေပေါ်မှာမူတည်ပြီးတော့အထောက်အကူပြုပေးရမယ်ပုံသဏ္ဍာန်လည်းမတူကြပါဘူးရှင်အဲ့တော့မတူညီတာပြုတဲ့အတွက်မိမိရဲ့ကလေးပေါ်မှာ မူတည်ပြီးတော့ဗောနော်ဘလို့စနစ်ကလေးကကောင်းမလို့ဆိုတာလေးကို လေ့လာသုံးသပ်ဖို့လိုပါတယ်။ဒါကြောင့်အထောက်အကူပြုတဲ့စနစ်ကိုရှာဖွေပေးရပါဖြစ်ပါလေရှင်။နောက်တစ်ခုကကြတော့စိတ်နေသဘောထားကိုပြောင်းပြောင်းပေးပါတဲ့။အဲ့ဒါကြာကျွန်တော်တို့နဲ့လည်းဆိုင်နေကလေးတွေနဲ့လည်းဆိုင်နေပေါ့နော်။ဒါမျိုးတွေကိုကျွန်တော်တို့လေ့ကျင့်ပေးကြရမှာပေါ့ကလေးတွေကိုကြတော့ဒီမှာဆိုရင်30ရာခိုင်နှုန်းနဲ့60ရာခိုင်နှုန်းအချိုးလေးပေါ့လေ။အဲ့ဒီမှာဆိုရင်ဒါလေးကိုကျွန်မဘယ်လိုဆွေးနွေးပေးခြင်းလို့ဆိုရင် တဆရာဂိုင်တော့ကကြတော့တကယ်ဖြစ်ပေါ်လာတဲ့အခြေအနေ90ရာဂိုင်တော့ကကြတော့မိမိရဲ့အတွေးထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေဒါဆိုရင်ကျမတို့ရဲ့အတွေးတွေပေါ့နော်လူတွေရဲ့အတွေးတွေပေါ့အဲအပြုသဘောဆောင်တဲ့အတွေးတွေဖြစ်ဖို့လိုအပ်တယ်ပေါ့နော်အပြုသဘောဆောင်တဲ့အတွေးတွေကများကောင်းမယ်ဆိုရင်မိမိရဲ့အတွေးဟာ90ရာဂိုင်တော့ကအဲ မိမိရဲ့အတွေးဘောမှာအမှုတည်တာကိုမိမိရဲ့တွေးခေါ်စဉ်းစားသုံးသပ်ပေါ်ပေါ်မှာတက်ရောက်တာဖြစ်တဲ့အတွက်အဲဒါဆိုရင်အပြူသဘောဆောင်တဲ့အတွေးတွေကောင်းမွန်တဲ့အတွေးတွေကိုတွေးမယ်ဆိုရင်ဆယ်ရာခိုင်နှုန်းဆိုတာလည်းကောင်းမွန်တဲ့ရလဒ်တွေကိုရလာစေမယ်တကယ်တော့မိမိစိတ်ထဲမှာခံစားနေရတာ90ရာခိုင်နှုန်းဖြစ်ပြီးတော့တဲ့လက်တွေ့ဖြစ်ပေါ်တာ100ရာခိုင်နှုန်းဒါကတော့သူ့ရဲ့အချုပ်ပေါ့နော် အချုပ်ကလေး တကယ်လက်တွေ့ဖြစ်ပေါ်တာဆယ်ရာခိုင်နှုန်းပဲဖြစ်တယ်မိမိစိုးရိမ်နေတာရေတောကတွေဖြစ်နေတာတွေဒါတွေကဆယ်ရာခိုင်ဖြစ်နေတဲ့အကြောင်းအရာတွေကမိမိစိတ်ထဲမှာဖြစ်ပေါ်နေတာ90ရာခိုင်နှုန်းတကယ်လက်တွေ့ဖြစ်လာတာဆယ်ရာခိုင်နှုန်းပဲရှိတယ်ဒါဆိုရင်ကျမတို့ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုအပြုသဘောဆောင်တဲ့အကြောင်းအရာတွေအကောင်းမြင်တဲ့အတွေးတွေနဲ့တွေးခေါ်မယ်ဆိုရင် ဒါဆိုရင်90ရာခိုင်နှုန်းကအကောင်းမြင်တဲ့အတွေးခေါ်တွေဖြစ်လာပြီဆိုရင်တေးကြတယ်ရလက်ရလက်ဂျန်နဲ့10ရာခိုင်နှုန်းကကြာတယ်လေကောင်းတာတွေဖြစ်လာမယ်ပေါ့နော်ဆိုရင်တော့ကတွေပူပန်နာတွေဖြစ်ပမလားတွေဟုတ်ပမလားတွေအဲလုံဆောင်နိုင်မမလားတွေထားသည့်ပြင်ပေါ့နော်အဲ negative thinking တွေပေါ့နော်အဲဒါကိုဆိုရင်တော့ကတွေနဲ့ anxiety တွေနဲ့ပေါ့နော်တွေးမယ်ဆိုရင်ဒါဆိုလို့ရှိရင်စိတ်ပီစီးမှုတွေနဲ့တွေးမယ်ဆိုရင် 90ရာခိုင်နှုန်းဆိုရင်ကျန်တဲ့10ရာခိုင်နှုန်းကလည်းဒါဆိုရင်ကျမတို့ရက်လက်ကလည်းတကယ်လက်တွေ့ဖြစ်တာကလည်းမကောင်းတာဖြစ်မှာပေါ့နော်မကောင်းတဲ့ရက်လက်ကိုရရှိစေတာပေါ့နော်။ဒါဆိုရင်ကျမတို့ရဲ့စိတ်နေသဘောထားကိုပြောင်းဖို့လိုတယ်။ဘလို့ပြောင်းမလို့အပြုသဘောဆောင်တဲ့စိတ်နေသဘောထားတွေဖြစ်အောင်ပြောင်းပေးရမယ်။အဲပြောင်းပေးရမယ်ဆိုတာဟိုကျမတို့ဒါကတော့ဒီဒီလိုမျိုးစိတ်နေသဘောထားကိုပြောင်းမှာဆိုတာကဟိုအခုဒီမှာဆွေးနွေးလိုက်လို့လေ။ရှင်းမှာကျမဆွေးနွေးသွားတဲ့အကြောင်းအရာတွေပါတယ်။ကျမတို့ရဲ့စိတ်ပီစည်းမှုတွေ good stress တွေဖြစ်ဖို့လိုတယ်။အဲပေါ့နော်။နောက်တစ်ခါ peach performance တွေဖြစ်ဖို့လိုတယ်။ဒီလိုမျိုးပေါ့နော်။တကယ်ကိုစမ်းဆောင်ဤမြင်မာတဲ့အခြေအနေမြင်မာမြင်းကိုမကြော်ပဲနဲ့ပေါ့နော်အဲတကယ်ကိုစမ်းဆောင်ရင်မြင်းရဲ့အစီအနေမှာတကယ်ကို healthy attention နေ motivated တွေ focus တွေဖြစ်တဲ့အခြေအနေမှာပြင်ဖြစ်နေအောင်လေ့ကျင့်ထားပေးဖို့လိုအပ်တာလည်းဖြစ်တယ်အဲချက်ချင်းကြီးစိတ်ကိုပြောင်းမှာဆိုလို့ကတော့ချက်ချင်းတော့ဘယ်သူမှပြောင်းမရဘူး ဘူးမှပြောင်းမရဘူးရှေ့မှာကျွန်မဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေတည်းအမှတဆင်ချင်းစီကိုပဲဒါတွေကိုအကြောင်းရင်းတွေကိုလေးလာသုံးသပ်ဝေဖန်သုံးသပ်မယ်ဘာကြောင့်ဒါတွေဖြစ်တာတုန်းကိုကျွန်တော်တို့တွေလေးလာသုံးသပ်ကြရမယ်အကြောင်းရင်းကိုရှာဖွေကြရအောင်မယ်ရှာဖွေပြီးတော့မှကျွန်တော်တို့နေ့စဉ်ကျွန်တော်တို့ file အားတွေကိုလေ့ကျင့်လုံဆောင်ခဲ့ကြရမယ်အဲဒါမျိုးတွေပေါ့နော်အဲ့လိုလုံဆောင်ရင်းတွေမှာဟုတ်ပြီဒီလိုမျိုးအဲစိတ်နေသဘောထားကိုပြောင်းဖို့လိုအပ်တယ်တကယ်စိတ်ထဲမှာအတွေးထဲမှာတွေးတာ90ရာခိုင်နှုန်းတွေးနေတာတကယ် က်တွေ့ဖြစ်ပေါ်လာတာ10ရာခိုင်နှုန်းပဲရှိတယ်။ဒါဆိုရင်ဒီ90ရာခိုင်နှုန်းကျွန်တော်တို့ရဲ့အတွေးတွေကိုအပြုသဘောဆောင်တဲ့အတွေးတွေဖြစ်ပြောင်းပေးဖို့လိုအပ်တာလည်းဖြစ်ပါတယ်ရှင်။ဒါတကူလက်တွေ့ကြပါတဲ့။တချို့ကိစ္စတွေကစိတ်ကူးရင်ဆန်လွန်းတာစိတ်ကူးတော့ကူရပါတယ်။ဒါပေမဲ့လို့စိတ်ကူးရင်ဆန်လွန်းတာမကောင်းဘူး။ လက်တွေ့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဖြစ်တဲ့နဲ့မဖြစ်တဲ့ဘူးပေါ့နော်ဒါမျိုးတွေကိုသုံးသပ်ဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့လှုပ်ဆောင်တဲ့အလုပ်တွေတိုင်းတွေးခေါ်တဲ့အတွေးတွေတိုင်းဟာလက်တွေ့ကြဖို့လိုအပ်တာလည်းဖြစ်ပါတယ်ရှင်ဒါကတော့နံပါတ်3ချက်ပါအတားအကူပြုတဲ့စနစ်တစ်ခုကိုရှာရမယ်ကျွန်တော်တို့တွေကလေးတွေရဲ့စိတ်ထားတွေပေါ့နော်ကျွန်တော်တို့တွေရဲ့စိတ်ထားတွေရောကလေးတွေရဲ့စိတ်ထားတွေရောပြောင်းဖို့အလေးကျင့်လေးတွေလုပ်ပေးရမယ်လက်တွေ့ကြတဲ့ ဆောင်ရွက်ချက်တွေလည်းဖြည့်ရမှာဖြစ်ပါတယ်ရှင်။နောက်နံပါတ်၄ရတကြစနစ်တကြစူးစီးဆောင်ရွက်တတ်ရမယ်တဲ့ ဒီမှာတော့သူဒီကတော့ပုံလေးကတော့သူ့မှာဗျံမဲ့တာဖြစ်နေတာပေါ့နော်ဒါကြောင့်ဖြစ်နေလို့လေဒီဘက်ကအပေါ်ကစနစ်တကျစူးစီးဆောင်ရရမယ်မိမိလိုချင်တဲ့အချက်လက်တစ်ခုကိုအဲစနစ်တကျနဲ့စူးစီးဆောင်ရတတ်တဲ့အလေးတင်နေဖြစ်ရမယ်အဲတင်ချပု္ပ္ပစာတစ်ခုပဲတွေ့တဲ့စာရေးစူးစာစာစီစာကုန်းတစ်ခုကိုပဲရေးတာပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခုကိုလုံဆောင်မှာပဲဖြစ်ဖြစ်စနစ်တကျစူးစီးဖို့အချက်လက်တွေကိုစူးစီးဖို့လိုအပ်တယ်ဆောင်ရွက်တတ်ဖို့လိုအပ်တယ်စနစ်တကျလုံဆောင်တတ်ဖို့လိုအပ်တယ်ဆိုတာလေးရလဲ အဲတစ်ချက်နေနဲ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဟုတ်ပြီကျမတို့တွေလုပ်တွေအများကြီးလုပ်ရပြီးလုပ်ငန်းတွေအများကြီးလုပ်ဆောင်ရတယ်။အဲဒါဆိုရင်ခိတ္တာနာယူကိုလိုတယ်။မီတန်ရေးကြည့်ပါတယ်။အဲရေးလေးထားတောင်းလိုက်တာပဲဖြစ်ဖြစ် မမမိနေတဲ့တဲ့စန္ဒယတန်လေးကိုနားထောင်လိုက်တာပဲဖြစ်ဖြစ်မိမိကိုယ်တိုင်တစ်ခုခုကိုပေါ့နော်တီဆူလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲမိမိဝါဒနာပါတာတစ်ခုကိုလှုပ်တာပဲဖြစ်ဖြစ်ပေါ့အနားယူလိုက်တာပေါ့နော်ဒါမှမဟုတ်ရင်ညင်ညင်လေးထိုင်နေတာပဲဖြစ်ဖြစ်ပေါ့နော်တရား10မိနစ်လောက်ထိုင်လိုက်တာပဲဖြစ်ဖြစ်ပေါ့ဒါတွေကတော့ခိတ္တအနားယူပေးဖို့လိုအပ်တယ်ကလေးဆိုလေကျွန်တော်တို့ဒီဘူပေါင်းလေးတွေတဲ့ကိုလေဟိုရေလေးထည့်ပြီးတော့ကလေးတွေကိုဒါလေးတွေကိုဖြစ်စုပ်ဟို သူတို့စုတ်ကင်ခိုင်းတာအဲ့လိုမျိုးစုတ်ကင်လဲကြကျမတို့ကလေးကဒီပြော့ရီလေးပေါ်မှာစိတ်ကဟိုပေါ့နော်ရောက်သွားပြီးတော့မိမိမှရှိနေတဲ့ ်အဲစိတ်ဖိစီးမှုကိုရော့ကြသွားစေတယ်။ဒါကြောင့်ခိတ္တနာယူဖို့ကလည်းအရေးကြီးပါတယ်။ဒါမှမဟုတ်အိတ်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်။နောက်တစ်ခုကိုကိုကိုဂယူဆိုင်ပါတဲ့။အဲ့တော့ဟိုကိုကိုကိုဆိုရင်တော့ကျွန်တော်တို့လူကြီးတွေကတော့ကိုကိုကိုဂယူဆိုင်ပါဆိုတာအစဉ်ပြေတယ်။ကလေးတွေဆိုရင်တော့ပြုစုဆောင်ရှောက်တဲ့သူတွေကဂယူဆိုင်ပေးဖို့လိုအပ်တယ်။ဒါကြောင့်ကလေးကိုအိတ်ဖို့အေးဝါဝါအိတ်ဖို့လိုအပ်တယ်။သူကိုလည်းစားမဲ့ချိန်မှာ အစာအစာစားဖို့ပေါ့နော်။ဒါလေ့ကျင့်ပေးရမယ်။အဲနားမဲ့ချိန်မှာနားဖို့ပေါ့နော်။နောက်တစ်ခါကိုလှုပ်က ိုလည်းလှူရှာလေ့ကျင့်ခန်းနေပေါ့နော်ဒါမျိုးတွေကိုလည်းလှူဆောင်တတ်အောင်လှူဆောင်တဲ့အလေးထားလေးတွေလေ့ကျင့်ပေးကြရမယ်ဒါကြောင့်ကိုကိုကိုဂယူဆိုင်ရမယ်အဲကလေးတွေကိုတော့အုတ်ထင်းသူတွေပြုစုပြုထောင်ပေးတဲ့သူတွေကဂယူဆိုင်ပေးရမယ်အိတ်ချိန်နေစားချိန်နေနားချိန်နေလေ့ကျင့်ခန်းလှူရှာမှုတွေပေါ့နော်ဒါမျိုးတွေကိုလှူဆောင်ပေးကြရမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ကျမတို့ ကိုလည်းလှုပ်ရှားလေ့ကျင့်ခန်းတွေပြုလုပ်ရှင်နေအဲ့ဒါကလည်းကျွန်တော်တို့စိတ်ဖိစီးမှုလည်းရောကြစေတယ်လို့ပဲ resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုစိုင်းရီတွေကိုလည်းမြင့်တက်စေတာဖြစ်ပါတယ်ရှင်။ဒါကြောင့်ကိုလည်းလှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ရမယ်။အဲကလေးတွေလည်းလှုပ်ဖို့လိုတယ်လို့လူကြီးတွေလည်းလှုပ်ဖို့လိုတာလည်းဖြစ်ပါတယ်။အဲဒါကိုလည်းလှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဟာကျွန်တော်တို့ခန္ဓာကိုယ်ပိုင်းဆိုင်ရာလည်းအဲဖွံ့ဖြိုးစေတယ်လို့ပဲစိတ်ပိုင်းဆိုင်ရာကိုလည်းကြံ့ခိုင်စေတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ကလေးတွေကို resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်တဲ့စိုင်းရီတွေခိုင်မာ ဖွံ့ဖြိုးလာဖို့ ဖွံ့ဖြိုးလာအောင်ဆိုရင်ဒါကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတွေအားလည်းလှုပ်ဆောင်စီပေးရမှာဖြစ်ပါတယ်။လှုပ်တာကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုတို့လှုပ်တက်အောင်လှုပ်ချင်အောင်ဒါလေ့ကျင့်ပေးကြရမှာဖြစ်ပါရဲ့ရှင်။နောက်တစ်ခုဝါသနာပါရတစ်ခုခုကိုထူးခြားအောင်လှုပ်ဆောင်ပါတဲ့။အဲဟုတ်တယ်။တစ်ခုခုစိတ်ဖြစ်စီမှုဖြစ်နေပြီဆိုရင်ခုနလိုပဲတခြင်းလေးစုလိုက်တာပဲဖြစ်ဖြစ် ခဗျာလေးကာယံနေပါတဲ့ခဗျာလေးကိုရွတ်ဆိုတာပဲဖြစ်ဖြစ်ခုနကကျွန်မရှိမှဆွေးနွေးတယ်လို့ပဲဆန္ဒရသန်းတို့စောင်းတိခတ်တန်လေးတွေကိုနားထောင်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော် အဲ့လိုပဲပေါ့နော်ကားခုံလိုက်တာပဲဖြစ်ဖြစ်မိမိဘယ်ဟာဝါဒနာပါလို့သူကပကြီဆွဲတာဝါဒနာပါရင်ပကြီထိုင်ဆွဲနေရလို့ရှိရင်သူ့စိတ်ထဲမှာကျေနပ်တယ်လေ။ဒါတချို့ကဆက်ချုပ်တာဝါဒနာပါရင်ဆက်ချုပ်တာကိုတကူပစ္စည်းလေးတကူကိုပုံပေါ်ပြီးတော့ချုပ်ရတာကိုသဘောကျတယ်ပေါ့နော်။အဲအိမ်နေမှုဝါဒနာပါရဲ့လူတွေပရှိတယ်။ဒါတကူမုံလှုပ်စားတာပဲဖြစ်ဖြစ်ပေါ့နော်။ဒါမုံလှုပ်စားတာမိမိမုံလှုပ်ရတာဝါဒနာပါလို့ရှိရင် မုံလှုပ်စားတာပဲဖြစ်ဖြစ်ပေါ့နော်။အဲဝါဒနာပါရတဲ့စုံတစ်ခုကိုထူးထူးခြားခြားလေးလှုပ်ဆောင်ကြည့်ပါ တဲ့ဒါဆိုရင်ကျမတို့စိတ်ဖိစီးမှုတွေရော့ကြပြီးတော့ကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါလေရှင်နောက်ပြီးတော့အရှင်လျှော့ပါတဲ့အဲ့ဒါကလည်းကျမတို့ရေးပါတယ်အဲထဲမှာပါပါရဲ့ရှေ့မှာအချင်းနောက် ဟုတ်တချက်နောက်ကျမဆွေးနွေးမယ့်အချက်တွေထဲမှာဆိုဒီအချိန်လျှော့ဖို့အတွက်ပေါ့နော်ဘလို့နီးလန်းနေနဲ့အချိန်ရှည်လျှော့မလို့မိမိမှာတာဝန်တွေပြီနေတယ်လုံးစရာတွေများနေတယ်ဒါတွေကိုဘလို့လျှော့ချမလို့ပေါ့နော်ဒါမျိုးကလည်းမိမိမှာရှိနေတဲ့အချိန်တွေပေါ်မှာမူတည်ပြီးတော့အဲလှုပ်ဆောင်ရတဲ့အလုပ်တွေကကိုယ့်အတွက်စိတ်ဖိစီးမှုဖြစ်လာအောင်ဖြစ်နေပြီဆိုရင်ကျမတို့ဘလို့လျှော့ချကြမလို့ဒီအချိန်တွေကိုဘလို့လျှော့ချမလို့ပေါ့ဒါမျိုးလေးတွေကလည်းဝေဖန်သုံးသပ်ဖို့လိုအပ်တာလည်းဖြစ်ပါလေရှင်နောက်ပြီးတော့ရှင်မောပါတဲ့ ရဲတယ်ဆိုတာကကျွန်တော်တို့ပတ်စံပေးစရာမလိုဘူးလေအခုံကြလည်းမလိုဘူး ဒီကြီးရေမောရင်းနဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးလက်ပတ်မှုတွေကလည်းကောင်းလာမယ်မိမိမှာရှိနေတဲ့စိတ်ပိစီမှုတွေကလည်းရောကျသွားစေမယ်ရေမောလိုက်ခြင်းအပြင် relax ဖြစ်သွားတယ်တတောင့်တတာဖြစ်သွားခြင်းအပြင်အဲလူတယောက်သူတယောက်ချင်းစီမှာရှိနေတဲ့ resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေကလည်းမြင့်တက်လာစေမှာလည်းဖြစ်ပါလေရှင်ဒါကြောင့်ရေမောခြင်းအားလည်းပဲစိတ်ပိစီမှုကိုရောကျစေတဲ့အချက်တစ်ခုထဲမှာပါဝင်နေတာဖြစ်ပါတယ် စိတ်ပီစီမှုကိုရော့ကြတာနဲ့တပြိုင်နက်တည်းပဲကျမတို့ကြမ်းကြမ်းခံနိုင်မှုစွမ်းရည်တွေကမြင့်တက်လာမှာဖြစ်ပါလေရှင်အဲ့တော့ကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်တွေမြင့်တက်လာအောင်ရေမောအားမှာချက်တစ်ခုနေနဲ့ပါလေရှင်နောက်တစ်ခုကြမ်းကြမ်းခံနိုင်အောင်သင်ယူပါတဲ့တက်တက်လက်လက်လှူရှားမယ်ကိုကိုကိုပေါ့နော်ဆွဲသည်အင်အားကောင်းကောင်းနေမယ် confidence ယုံကြည်မှုတွေရှိရမယ်နောက်တကတက်ကြွနေပေါ့နော်စိတ်လှရှားခံစားမှုတွေကောင်းနေရမယ်နောက်တူပေါ့နော် ဟိုစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ရမယ်နောက်ပြီးတော့ပြောင်းလဲနိုင်ရမယ်ပေါ့နော်ပြောင်းလဲဆိုတာမိမိရဲ့အတွေးတွေပေါ့နော်တချို့ကအာအတွေးတွေကခုနလူမျိုးပေါ့နော်100ရာခိုင်နှုန်း90ရာမိအတွေးက90ရာခိုင်နှုန်းဖြစ်တာ100ရာခိုင်နှုန်းကတကယ်လက်တွေ့ဖြစ်တာပေါ့နော်မဖြစ်နိုင်မဲ့အတွေးတွေကိုဟိုအစိုးတွေကိုတွေးနေမယ်ဆိုဖြစ်နိုင်မဲ့အပြုသဘောဆောင်တဲ့အတွေးတွေ90ရာခိုင်နှုန်းတွေးလိုက်ပြီးဆိုရင်ကျန်းကျန်းခံနိုင်အောင်ကျွန်တော်တို့ကျန်းကျန်းခံနိုင်တယ်အဲ သူတွေဖြစ်လာမှာဖြစ်တယ်အဲ့တော့ကြမ်းကြမ်းခိုင်တဲ့သူတွေဖြစ်အောင်တင်ယူရမယ်လေ့ကျင့်ပေးကြရမှာဖြစ်ပါရဲ့ရှင်အဲ့တော့ကြမ်းကြမ်းခံနိုင်အောင်လည်းလေ့ကျင့်ပေးကြရမယ်နောက်ပြီးတော့အဲ့ခုနပေါ့နော်နံပါတ်6မှာကျွန်မဆွေးနွေးခဲ့တာအရှိန်လျှော့ချပါဆိုတာလိုအပ်လို့ရှိရင် no လို့ပြောတတ်အောင်တင်ယူပေးပါတဲ့မိမိမလုံးနိုင်တော့တဲ့အလုပ်တစ်ခုကို no လို့ပြောတတ်ရမှာပါအဲ့တော့တာဝန်တွေများလာပြီးအဲတာဝန်တွေများလာရင် စိတ်ပြည့်စည်မှုတွေက ပို့ပြီးတော့စိုးလာမယ်။ဒါဆိုရင် ကျမတို့ဒီပေါ့နော်အဲကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေကရော့ကြသွားမယ်။အဲ့လိုမဖြစ်အောင်ပေါ့။အဲမိမိတို့တာဝန်တွေများပြားလာပြီးမလုံနိုင်တော့ဘူးပေါ့နော်။ဒီလို့တခုကိုကိုတာဝန်မယူနိုင်တော့ဘူး။ကို့အနေနဲ့ကတကယ်ကိုဖိစီးမှုတွေများနေပြီဆိုရင်ဒါကိုလုံဖို့အဆင်မပြေဘူးဆိုတာကို ဒါရင်ကျေးစွာနဲ့ပေါ့နော်ပြောညင်းပယ်ရရမှာဖြစ်ပါတယ်အဲ့လိုညင်းပယ်လိုက်ခြင်းအပြင်မိမိမှာရှိနေတဲ့အဲဒီလိုမျိုးသူဒီပေါ်မှာတာဝန်ယူထားရတဲ့အဲအတွေးတွေအဲစိတ်ခံစားချက်တွေကရော့ကျသွားစီပြီးတော့မှဒီ resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေကမြင့်တက်လာစေမှာဖြစ်ပါတယ်။အဲ့တော့လိုအပ်လို့ရှိရင်ဒါညင့်တက်ရမှာပါ။အဲ့လိုပါပဲကလေးတွေကိုလည်းပဲအဲမလို့ မိမိမလုံဆောင်နိုင်မှုဆိုတာကိုအဲစီလီယောအောင်ပေါ့နော်စီလီယောအောင်ငင်းပေတတ်တဲ့အလေးတက်လေးလေးလေးချင်းပေးထားအောင်ဖြစ်ပါတယ်အဲ့တော့ခနည်းဆိုရင်ကြမ်းကြမ်းခံနိုင်မှုစွမ်းရည်တွေမြင့်တက်ဖို့အတွက်ပေါ့နော်စိတ်ဖိစီးမှုတွေရောကြဖို့လိုတယ်ဒီစိတ်ဖိစီးမှုတွေရောကြအောင်အဲအချက်စနစ်ချက်ပေါ့နော်လှုပ်ဆောင်ထားဖို့လည်းလိုတယ်ဒီလိုမျိုးလှုပ်ဆောင်ရင်းနဲ့ပေါ့နော်မိမိမှာရှိတဲ့ကြမ်းကြမ်းခံနိုင်မှုစွမ်းရည်တွေမြင့်တက်အောင် အဲဆောင်ရွက်သွားကြရမယ်ဒီလိုဆောင်ရွက်နိုင်အောင်လည်းပဲကလေးတွေကိုပေါ့နော်တစင်ချင်းစီတိုင်းမှာပေါ့နော်လေ့ကျင့်ပေးကြရမယ်လေ့ကျင့်ပေးရင်လည်းမှကျန်းကျန်းခံနိုင်မှုစွမ်းရည်တွေကမြင့်တက်ခိုင်မှအားကောင်းလာမှလည်းဖြစ်ပါလေရှင်အဲ့တော့ကြတော့ဒီ17ချက်အားလည်းပဲအရေးကြီးတယ်ကျမတို့တွေလေ့ကျင့်ပေးဖို့လိုတယ်လှုပ်ဆောင်ပေးဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုကျမယနေ့